မင်္ဂလာပါအတီးမာတည့်ရက်အသားမာဝက်အရက်မာလက်ဖက်ဆိုတဲ့စကားကအရုတ်ကတွေကရှိခဲ့တာနော်တဲသီးကိုဘလောက်တန်ဖိုးထားလဲဆိုတာသိတာလေဟုတ်ပါသူ့ရဲ့အနတ်အရသာအယောင်အစင်ဒါဒီအလုံးကတကယ်ကိုဆွဲဆောင်မချီတာဒီနေ့တော့အဲ့ဒါလေဒီရသည်စာတဲသီးရဲ့ကျမ်းမာရေးကောင်းကျိုးတွေဘာအာဟာရတွေပါတယ်လဲဆိုင်းဘာသတိထားမလဲဆိုတာတွေကို နည်းနည်းစစ်စစ်ဆက်ဆက်ဆွေးနွေးကြည့်ကြရအောင်။ဟွန်းစိတ်ဝင်စားစရာကောင်းတာကတရက်ပင်ကဟိုးလွန်ခဲ့တဲ့နှစ်တထောင်လောက်ကဟိမဝနမှာစပေါက်ခဲ့တာလေ။အမျိုးအစားတွေကလည်းထောင်ကျော်တောင်ရှိရေဆိုပဲ။ဟုတ်လားအတော်များတာပဲ။ ဟုတ်ကဲ့အဲ့ဒီတော့တမိုင်းကြပြီးအမျိုးအစားစုံတဲ့တရက်တီးကလေအရသာတင်မဟုတ်ဘူးအာဟာရလည်းတကယ်ကျွေးဝပါတယ်ဟုတ်ကဲ့တာမန်တရက်တီတပန်းခံစားလောက်မှာဆိုရင်လေအဓိကအာဟာရလေးချင်းဗီတာမင်စီကတနည်းကြလိုအပ်ချက်ရဲ့အမ်86ရာခိုင်နှုန်းလောက်ပါနေတာဟာ96ရာခိုင်နှုန်းဆိုတာတော်တော်များတာပဲ။ညင်အိုင်ယောအတွက်အရေးပါတဲ့ဗီတာမင် A က25%လောက်အစာချေဖို့အတွက်အမြင့်ထက်က9%လောက်ပါလေ မဲဗီတာမင်စီ66%ဆိုတော့ကိုခံအားတော်တော်လေးအားကောင်းပါဗောနော်အတင်းကြပဲဗီတာမင်စီကကိုခံအားတင်မကဘူးသူကအစွမ်းထက်တိုးဆန်ခြင်းပစ္စည်းအဲအန်တီအောက်ဆီဒန့်လို့ခေါ်တာဗောအန်တီအောက်ဆီဒန့်ဆိုတာကသူကခနာကိုရဲမှာဆဲတွေကိုဒုက္ခပေးနိုင်တဲ့ဟိုမတည်ငင်တဲ့မော်လီကူလေးကိုတိုက်ထုတ်ပေးတာလေဒေးတီးမှပါတဲ့မန်ချီဖရင်လို့ဟာမျိုးပေါ့အဲ့ဒီအန်တီအောက်ဆီဒန့်စေကတချို့သူတေသနာတွေအရာဆိုရင်ကန်ဆာဆဲတွေကြီးတာကိုတော့ဟန်တားနိုင်ချေရှိတယ်လို့ဆိုတယ် ။အော်ဒါကြောင့်ကန်ဆာကကွယ်နိုင်ခြေရှိတယ်လို့ပြောကြတာကို။ဟုတ်ကဲ့။ဥမာကြီးကန်ဆာ၊ရင်သားကန်ဆာ၊အသွေးကန်ဆာ၊ဆီးချိတ်ကန်ဆာအဲ့ဒါမျိုးတွေဖြစ်နိုင်ခြေကို short ချနိုင်တယ်လို့ယူဆကြတာပါ။အေးနောက်ပြီးအသားရည်ကောင်းတယ်၊ဝတ်ချံတတ်တာတယ်ဆိုတာကလည်းစိတ်ဝင်စားစရာပဲ။ခုနပြောတဲ့ဗီတာမင် A ကအမြင်အာရုံအတွက်ဆိုတော့အခုလိုကွန်ပျူတာဖုန်းတွေနဲ့အလုပ်လုပ်နေရတဲ့သူတွေအတွက်တော်တော်သုံးဝင်ပါပဲ။တွေ့ကြတာပေါ့။ အမြင့်ထွက်ဆိုရင်လည်းအစာကြည့်ဖို့ကုနေတဲ့အပြင်သွေးထဲကမကောင်းတဲ့ကိုလက်စထရောတွေကိုကျစေနိုင်နေတယ်လေ။ဟုတ်ကဲ့။ကိုခန္ဓာကိုပြန်ဆက်ခိုင်းရင်ခုနကဗီတာမင် C ဗီတာမင် A အပြင်အပင်ထွက်တတိုးဆန်းကျင် PC တမျိုးဖြစ်တဲ့ကယ်ရိုတင်းတွေဆိုရာဒီအနည်းဆုံး20မျိုးလောက်ပါတော့ခန္ဓာကိုယ်ရဲ့ခုခန္ဓာစနစ်ကိုတော်တော်အားဖြည့်ပေးတာပေါ့နော်။ဟုတ်။တနေ့ရိုးရအသုံးလေးတွေလည်းကြားဘူးတယ်။တရရရနုပြူရီကိုတညံ့သိပ်ပြီးတောက်ရင်သွေးချိုကြတယ်ဆိုတာမျိုး။ ဟုတ်တယ်ဟုတ်တယ်ပြီးတော့တရက်တိစိမ့်ဖြော်ကြီးကຫນွေပူတဲ့အပူချက်တာကိုကာကွယ်ပေးတယ်ဆိုတာမျိုးပေါ့နော်မှန်ပါတယ်အဲ့ဒီလိုအကျိုးကျေးဇူးတွေရှိသလိုပဲอืมတတိထားရမယ့်အပိုင်းလည်းရှိတာပေါ့နော်ဘယ်ရမှာဆိုတွန်တွဲနေတာကိုဟုတ်တာပေါ့ဘလိုအချက်တွေလဲခင်ဗျာအဓိကကတော့လေတန့်ရှင်းမှုပဲရင်နာထားတဲ့တရက်တိကိုတော့လုံးဝရှောင်သိမ်းတယ်ဟုတ်ကဲ့ရင်ကောင်တွေကယောဂပူတွေတဲလာနိုင်တယ်လေအဲ့ဒါစားမိရင် one pure one shot အစာစိတ်တင်တာတွေဖြစ်တတ်တယ် ။ဆိုတော့ကခွဲပြီးရင်ချက်ချင်းစားတာမစားသေးရင်တဲတဲကြကြဖုန်းထားတာကအကုန်ဆုံးပဲ။ဟုတ်ပါတယ်။နောက်ပြီးဈေးတွေကတည့်ရတည်တည်ကြတော့တချို့ကဆေးသုံးပြီးအမိတ်များအောင်လောက်ထားရကြတယ်။အဲ့ဒါကတော့အဲ့ဒါလေသတိထားရမယ့်အချက်ပဲ။ဆေးသုံးပြီးအသေးမွှေ့ခိုင်းထားတဲ့အသီးတွေကသဘာဝအတိုင်းမွှေ့နာလောက်အာဟာရတန်ဖိုးမပြည့်ဘူးပေါ့နော်။อืมတခါလေဘိုက်အောင်တာအစာရင်ပြဿနာတွေလည်းဖြစ်စေနိုင်တယ်။ဖြစ်နိုင်ရင်တော့သဘာဝအတိုင်းမွှေ့တဲ့အသီးကိုပဲရွေးတင်ပါတယ်။ဟုတ်ကဲ့။နောက်တစ်ခုက ။ထမင်းစားပြီးသိမ့်မကြခင်တရက်တီးမှန်စားတာကိုရှောင်ခိုင်းတာမျိုးတော့ဘာကြောင့်လဲခင်ဗျ။အကြာတက်ကပြုံးဆိုတတ်တော်နိုင်တယ်။အော်ဟုတ်ကဲ့။အစမကြည်တာမျိုးလေးဖြစ်တတ်တယ်။အထူးသဖြင့်စီးချိုရှိတဲ့သူတွေဆိုပိုသတိထားရမယ့်အချက်ပေါ့။ဟုတ်ပါပြီ။ဒါဆိုရင်အရန်အများကြီးစားတာတို့မိတ်လွန်းနေတဲ့အသီးတို့ကတော့ဟုတ်ကဲ့။ဘလောက်ကောင်းလဲပြောပြောအလွန်ကြော်စားရင်တော့အစမကြည်တာသွေးချိုတတ်တာဝမ်းပြက်ကဖြစ်နိုင်တော့ပါပဲ။မိုက်လို့နေတဲ့အသီးတွေကလည်းဝမ်းကြိုက်တာဖြစ်စေနိုင်တယ်လို့ အာဟာရတန်ဖိုးလည်းယောနေပြီဆိုတော့ရှောင်းလာပဲကောင်းပါတယ်။ဒါဆိုရင်အနှက်ချိုရရင်တော့တရက်သီးကအာဟာရပြီးွားတယ်။ကျမကြီးကောင်းကျိုးလည်းများတယ်။ဒါပေမဲ့စားတဲ့အခါမှာတန်ရှင်းမှုတဘာဝတိုင်းမိတ်မမိတ်စားတဲ့ပရမာဏစားတဲ့အချိန်အခါအတိရဲ့အချိန်ဤဓာတ်တွေကိုတရိထားရမယ်ပေါ့နော်။အတိကြပါပဲ။တဘာဝတိုင်းမိတ်တဲ့အတိကိုတေးချစေတင့်တယုံစားရင် အာရတော်ရာတော်ရောအချိုကျစုရောအပြည့်ဝရနိုင်တာပေါ့။ဟုတ်ကဲ့။တော်တော်လေးပြည့်စုံသွားပါပြီ။ နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပါခုနကတရရွက်ကိုဆေးပါဝင်သုံးတယ်ဆိုသလိုမဲဂျန်နဲ့ခိုးတဲ့စားနေကြတခြားအသီးအနှံတွေမှာရောတိတ်မတိကြသေးတဲ့အရွက်တို့အခောက်တို့အဆစ်တို့မှာကျမ်းမာရဲတာအသုံးဝင်တာမျိုးဒါမှမဟုတ်ရိုးရာကသုံးခဲ့တာမျိုးတွေရှိနေအောင်မလားဆိုတာလေးဆက်တွေးကြည့်လို့ကောင်းတယ်နော်ဟုတ်ပါတယ်စိတ်ဝင်စားစရာအချက်လေးပါဆက်လက်စူးစမ်းလေ့လာသင့်တဲ့အကြောင်းအရာတစ်ခုပေါ့ ဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะနောက်ထောင်တွေအတွက်စဉ်းစားစရာတခုခုရတော့မယ်လို့မျှော်လင့်ပါတယ်